ဩပပတိကာဆိုတာအကောင်နေနဲ့ပွားနဲ့ပေါ်လာတာအမိဖေးနဲ့မွေးတာမဟုတ်ဘူးတရေတီးနေတာမဟုတ်ဘူးပွားနဲ့ပေါ်လာတယ်အဲ့ဒါတွေကဘာလို့ဆိုနတ်တွေတို့ပြိတ်တာတွေတို့တဆီတွေတို့တရေတွေတို့လုံမွေးလာချက်ချင်းပေါ်လာပွားနဲ့ဖြစ်သွားတာအဲ့ဒါဩပပတိကာအဲ့တော့လောကမှာတတ္တဝါတွေမွေးဖွားတာ၄မျိုးရှိတယ် ဲ့ဒါကိုထပ်ပြီးတော့လူတွေဟာဘယ်နှမျိုးနဲ့မွေးတယ်လဲဆိုလို့ရှိရင်ကပြားလေးရှေ့ဆရာတော်ကြီးတွေရေးထားတဲ့ကပြားလေးရှိတယ်ဘုံမစိုးဖြတ်ကျွင်းနဲ့နေစာငရဲရွာတစ်တာဥပပတ်ဘုံမစိုးနမတပါဘုံမစိုးဖြတ်ကျွင်းနဲ့နေစာဘုံမစိုးဖြတ်ကျွင်းနဲ့စာ ုံမစုံနတ်မှာတပါတခြားနတ်တွေနော်ပုံမစုံနတ်ကတော့လူတွေမွေးတယ်လို့မွေးတယ်လေတရေတဲပြီးတော့မွေးတာပုံမစုံနတ်ကပုံမစုံဖြတ်ကျွင်းနတ်ပုံမစုံမှာတပါသောနတ်တွေပုံမစုံနတ်မှာတပါအထက်နတ်တွေပေါ့နော်ကျွင်းနတ်နေဆာဆာနေဆာမှာတဏိကပြိတ္တာဆိုတာမိတရေမိတရေတကူလုံးပြီးတောင်းနေတာ သို့မဟုတ်ဘီဥကင်းကြီးကိုရွက်နေတယ်လို့ထင်ရတယ်မိတရဲ့အဲ့ဒါတွေကဘုံမစုံဖြတ်ကျွန်းနဲ့နေစာငရဲရွာအဲ့ဒီနေစာမတဏိကပြိတ္တာလည်းပဲဟိုလူလို့မမွေးဘူးသူတို့ကဒါမှမဟုတ်ကျွန်းနဲ့နေစာနတ်နတ်အလုံးသည်ပွားခဲ့တဲ့ပေါ်ပြီးဥပပတ္တိကနဲ့မွေးတာ နေစာမတဏိကပြိတ္တာလို့ခေါ်တဲ့မိသေးရဲ့မျိုးတွေအားလည်းပဲဘွားကနေမွေးတာငရေရွာငရေကြတဲ့သရဝါတွေကလည်းပဲဘွားကနေမွေးတာဩပပတိကတမျိုးတွေပဲရတယ်လို့ဆိုလို့တယ်ဘုံမစိုးဖြန်ကျွန်းတဲ့နေစာငရေရွာတစ်တာဥပပတ်နော်ပုပ္ပစုမတော်သောတတိပြမာတိနေသမတဏိကပြိတ္တာယေ ငရဲသားတွေအားလုံးရင်အဲ့ဒါတွေကဥပပပဋိသရေတမျိုးတည်းပဲမွေးတယ်လို့သူတို့ပြောတာအကျွင်းကတိလေးရောနေတယ်အကျွင်းကတိဆိုတာဇန်နဲ့တ ত্ত্ব ဝါတွေအားလုံးလူအပဝင်ဇန်နဲ့တ ত্ত্ব ဝါတွေအားလုံးကရောနေလေးမျိုးတည်းမွေးဖို့မွေးနေလေးမျိုးရှိတယ်တဲ့အဲ့တော့လူကလည်းပဲတော့ရှပါရတာရှပါရလူတွေမွေးတာလည်းပဲလေးမျိုးရှိတယ်ပြောတာ ဩဘပါတိကဆိုပွားကနေဖြစ်တဲ့လူရှိတယ်နော်တန်သေးရစားဆိုပြီးတော့အညှိကိုဆွဲပြီးတော့ဖြစ်တဲ့လူရှိမြန်မာယာဆိုရင်အဲမှာဝေတုဝတိပြီးပြားဆိုတာရှိတယ်အဲ့တော့ဝါပင်ဝါပင်ကိုဆွဲပြီးတော့မွေးတာလည်းပြောတယ်စာပေထဲမှာပောက်ခရတတိပုံနာဆိုရင်ကြားထဲမှာမွေးတာဘဒုမတေဝီဆိုတာအဲကြားဝင်ထဲမှာမွေးတာ အမေမရှိဘူးဖေမရှိဘူးကြားရအဆူထိုင်နေမှသူဖြစ်လာတာအဲ့ဒါတန်တိတစားလို့ခေါ်တယ်ဗမာတွေကတော့တန်တိသူလို့ခေါ်ကြတယ်တန်တိသူလို့ခေါ်တယ်